င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့လီကီကော်ဒေတာတလားတာတိုက်ပွဲအတွင်းစစ်ကော်မရှင်ဒုတိယတပ်ရင်းမှုအပါအဝင်150ခန်းတည်ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ် ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်လေးကီကောဒီတာကိုစစ်ကော်မရှင်ရဲ့တပ်မ22လမ်းအောက်ခံဗျူဟာ3ဗျူဟာအင်အား1200ကျော်အုံပြုပြီးတော့စစ်ကြောင်းထိုးနေတဲ့တလားတာကာလအတွင်းဒုရယာတရင်မှုတအူးအပါဝင်150ခန့်တီဆုံးခဲ့တယ်လို့လူတို့ညွေဦးသတင်းဌာနကဖော်ပြထားပါတယ်စက်တင်ဘာလ23ရက်နေ့မှစတင်ပြီးတော့စစ်ကော်မရှင်တပ်ကဗျူဟာတစ်ခုကိုအင်အား400ခန့်နဲ့ဗျူဟာ3ခုခွဲကာတော်ရှိကြောက်ကူလေးကီကောနဲ့တီမေဝါခိဘက်ကနေစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ် ဒလတာအတွင်တိုက်ပွဲပေါင်း45ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်ဘက်ကဒုတိယတည်ရင်မှုတအူးအပါအဝင်150ခန့်တည်ဆုံးခဲ့တာ200ကျော်တန်ရရခဲ့တယ်လို့သိရပါပြီစစ်တပ်ကအများဆုံးစစ်မှုထမ်းဥပဒေမှာဖမ်းဆီးခေါ်ဆောင်လာတဲ့ပါစတွေသူတို့ကိုတော့အများသောအားဖြင့်စစ်မြေပြင်မှာအတိခံခိုင်းတာတွေ့ရတယ်စစ်မြေပြင်မှာပြေးတာတို့ဖမ်းမိတာတို့ဒေတာတို့ကြည်ချင်းအားဖြင့်ပါစတွေကများတယ်စစ်မှုထမ်းတွေများတယ်လို့ ဘုံမှုသူရစောတာဘောကပြောကြားထားပါရီဒါအပြင်လက်နက်နဲ့အလင်းဝင်လာသူ၄ဦးရှိခဲ့ကစစ်တုံးပန်းတအူအရှင်ဖန်းစီရမိခဲ့ပြီးတော့လက်နက်၅လက်သိမ်းစီရရှိခဲ့တယ်လို့ဆိုပါရီလက်တလုံးမှာတော့တော်လန်ရေးတပ်တွေကမင်းလက်ပံနဲ့ဖလူးကြီးရွာဘက်မှာစစ်တပ်စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်နေရပြီးတော့တိုက်ပွဲတွေအတွင်တော်လန်ရေးဘော်တချို့ထိခိုက်ကြဆုံးတာတွေရှိခဲ့တယ်လို့သိရပါရီ ၄ GB ကိုတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒေသခံပြည်သူ၅ဦးသေဆုံးခဲ့ရပြီးတော့၂ဦးတန်ရာရခဲ့ကနေအိမ်ယာနဲ့ချီမီးရှို့ဖျက်ဆီးခံခဲ့ရပြီးတော့ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဆက်ရှိရဲ့အတွင်းနထိုးကြီးနဲ့မလိုင်မျိုးနယ်တို့မှာဘူမူဘူကြီးများအပါစစ်သားများပြားတီဆုံကိုဦးဖမ်းမိကလက်နက်ခဲယမ်းအမြောက်အများတင်စီရရှိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် စက်တင်ဘာလ25ရက်နေ့နေ့လယ်3နာရီခန့်မှာနထိုးကြီးမြို့နယ်ရန်ကင်းဖျားမှမြိုင်သာကြီးရွာဘက်ကိုဦးတီစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်အင်အား200ပါစစ်ကြောင်းနဲ့မြင်းချံခရိုင်အမှတ်၄တက်ရင်မြင်းချံခရိုင် အမှတ်30တက်ရင်မြစ်သားပကဖတခြားမဟာမိတ်တပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းမြင်းချံ District Army 4နထိုးကြီး PDF ကသတင်းထုတ်ပြန်ထားပါသည် ရန်သူဘက်မှလက်နက်ကြီးပစ်ကူသုံးပြီးတော့ထိုးစစ်ဆင်ခဲ့ရမှာတော်လန်ရေးပူပေါင်းအဖွဲ့များကခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့၎င်းထိတွေ့တိုက်ပွဲအတွင်စစ်ကော်မရှင်မှဗိုလ်ကြီးတဦးအပါဝင်တပ်သား9ဦးနဲ့အထက်တီဆုံခဲ့ကညနေ9:00နာရီခွဲအချိန်ကမှပြီးဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ထူတိုက်ပွဲအတွင်စစ်ကော်မရှင်စစ်ကြောင်းမှစခအလောင်းတလောင်း MA5 တက်လက်အားတင်စီရမိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် အော်တိုဘားလ၁ရက်နေ့နေ့လယ် နှစ်နာရီ73မိနစ်အချိန်ခန့်မှာနထိုးကြီးမျိုးနဲ့မြိုင်းသားရွာအောင်မိရှုဖြက်စီးပြီးတော့နထိုးကြီးမျိုးနဲ့ဒိုင်းလေရွာအနီးသို့ဦးတီစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်အင်အား250ကျော်ပါစစ်ကြောင်းနဲ့မြင်းကြံခရိုင်အမှတ်၄တပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းထိုးနေအတူမြစ်သားပကဖာမြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရမှာတိုက်ပွဲ3နာရီကျော်အကြာအရောက်မှာ စစ်ကော်မရှင်တပ်များဟာအထီးခိုက်များစွာဖြင့်ဖွဲ့စည်းပုံပြက်ပြီးတော့စစ်ဦးလှန်သွားခဲ့တယ်လို့သိရပါတယ်။မဟာမိတ်ပူးပေါင်းအဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ရမှာစစ်ကော်မရှင်တပ်သားများကစင်ကလျက်ထွက်ပြေးခဲ့ရပြီးတော့စစ်သားလေးဦးဖမ်းဆီးရမိခဲ့ကစစ်သား၁၀ဦးနဲ့အထက်တီးဆုံးခဲ့ပြီးတော့ထိုးတိုက်ပွဲအတွင်စစ်ကော်မရှင်စစ်ကြောင်းမှငချင်းမီတက်လက် ME11 3လက် G3 နှစ်လက် ME1 တက်လက် M79 တက်လက် MA5 နှစ်လက် drone နှစ်စီးကြီမျိုးစုံ3312တောင်း40မမ3လုံး60မမ9လုံး RPG တပူ drop ဘုံ၄ပါပူရန်တောင်17တောင်းလက်ပစ်ဘုံ12လုံး ినా ကတလုံးကြီပေါက်21ပေါက်ကက်တီ73ခုဂျမ်မာကားတစီး ကာ၃စီးတို့ကိုတိမ့်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူအော်တိုဘာလ9ရက်နေ့ကစတင်ပြီးတော့မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အင်ဂျီတောရွာဘက်ကိုဦးတီစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်အင်အား200ပါစစ်ကြောင်းနဲ့မြင်းကြံခရံအမှတ်လေးတက်ရင်မြင်းကြံခရံအမှတ်30တက်ရင်တို့နဲ့ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလန်၁၂ရက်နေ့တိုက်ပွဲ၄ရက်မြောက်နေ့မှာထူးစစ်စင်တိုက်ခိုက်နိုင်ခဲ့ပြီးတော့မလိုင်မြို့နယ်တောင်သာမြို့နယ်တို့မှာအမျိုးသမီး၂၀နဲ့အထက်အားအလူမတူအတင်းအ ထက်မှပြုကျင့်တက်ဖြတ်ခြင်းပြည်သူပိုင်ဒီအိမ်များကိုမိရှုဖြည့်ဆည်းခြင်းများကိုဥဆောင်လုပ်ကင်ခဲ့တဲ့ဘူမှုကျော်မင်းအပါစစ်သား20ဦးနဲ့အထက်တီးဆုံးပြီးတော့9ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ထိုတိုက်ပွဲအတွင်းမှာ ME1 6လက် ME2 9လက် ME3 6လက် ME4 10လက် RPG 10လက်ငကြင်းမီ2လက်60မမပြောင်းတူ3လက်60မမပြောင်းရှည်10လက်ငကြင်းမီပြောင်းတစ်ခုကြည်မျိုးစုံ6088တောင်း ို့ကြီး25တောင်း40မမ15လုံး60မမ17လုံး RPG 12ဖူ RPG ပို့ရန်9တောင်းရက်စားဗလင်း17လုံးလက်ပစ်ပုံ4လုံး M9 2လုံး drone 2စီး drone shooter 2ခုကြော်ဘူးဂျမ်းမာ2ခုဂျမ်းမာအကြီး2ခုကား3စီး drone ပုံသီး2ဖာကြီးပေါင်းအစုံ 56ဖောက်တူအားတင်စီရမိခဲ့တယ်လို့အသိပေးထားပါတယ်။ထို့အတူအော်တိုဘာလ12ရက်နေ့မှာမလိုင်မြို့နယ်အင်ဂျီတောရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်အင်အား200ပါစစ်ကြောင်းနဲ့မြင်းချံခရိုင်အမှတ်၄တပ်ရင်းမြင်းချံခရိုင်အမှတ်30တပ်ရင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်သားများအများပြားတိုက်ဆုံးခဲ့ရာ ထိခိုက်များတဲ့အတွက်ကြောင့်မလိုင်မျိုးနဲ့နှော့ကန်ရဲစခန်းအားစစ်ကူခေါ်ခဲ့ရပြီးတော့ရောက်ရှိလာတဲ့စစ်ကြောင်းအားမြင်းချံခရိုင်အမှတ်1တက်ရင်မြင်းချံခရိုင်အမှတ်10တက်ရင်နထိုးကြီးပါကဖတတဦးပါကဖတို့နဲ့အတူကြားပြတိုက်ခိုက်ခဲ့ပြီးတော့စစ်ကော်မရှင်တပ်သားများအသေးဆုံးများခဲ့တယ်လို့သိရပါတယ်စစ်ကူစစ်ကြောင်းထံမှ MA1 လေးလက် MA2 လက် MA3 လေးလက်60မမပြောင်းတူတက်လက်တို့ကိုတင်စီရမိခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့မြင်းကြံမှာစစ်ကော်မရှင်တပ်ဖွဲ့များလိုက်ပါလာတဲ့ကား၃စီးကိုတိုက်ခိုက်ခဲ့ရာတအူးသိဆုံးပြီးတော့လက်နက်ခဲယမ်းတချို့သိမ်းပိုက်ရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံဘက်မှနထိုးကြီးလမ်းမအတိုင်မောင်းနှင်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့လိုက်ပါလာတဲ့ကား၃စီးကိုတိုက်ခိုက်ခဲ့ရာမှာတအူးသိဆုံးခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်း9နဲ့တပ်ရင်း10တို့ကထုတ်ပြန်ထားပါတယ်။ အော်တိုဘာလ21ရက်နေ့မနက်ပိုင်းမှာမြင်းကျန်နှထိုးကြီးလမ်းအတိုင်းမောင်းလာတဲ့စစ်ကောမရှင်တပ်ရဲနဲ့ပြူစောတိများလိုက်ပါလာတဲ့ double cap ကား၃စီးကိုတရက်တပြက်လမ်းဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောမရှင်တပ်သားတအူမျက်မြင်သိဆုံးသွားခဲ့ရပြီးတော့ဒဏ်ရာများဖြစ်ထွက်ပြေးသွားကြက ME1 တက်လက် ME3 တက်လက်နဲ့ G3 တက်လက်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ် ဒါအပြင်စေကော်မရှင်တပ်သားများကြံ့ရစ်ခဲ့တဲ့ကားနဲ့ကားပေါ်မှာတင်ဆောင်ထားတဲ့ဂျမားဆက်တို့ကိုအသုံးပြု၍မရနိုင်တော့တာကြောင့်နေရာမှာပဲဖျက်ဆီးခဲ့ရတယ်လို့ဆိုပါရီအဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တရင်ခုနဲ့0ပျောက်ကြားတပ်ဖွဲ့နဲ့မြင်းကြံခရိုင်တရင်ရှစ်တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့အထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့မတရားအရှိချမ်းမှာတိုက်ပွဲများဆက်လက်ပြင်းထန်တော်လန်ဤတက်များခြေရွာ၃ရွာကနောက်ဆုတ်ပေးခဲ့ရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် အော်တိုဘားလ22ရက်နေ့မနက်9:00နာရီခန့်မှာမရီယာမျိုးနယ်ငလုံးပြုံရွာရဲ့မြောက်ဘက်မှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီကလေကွင်းနဲ့ကွင်းပြင်များအထိအင်အားအများအပြားဖြင့်ထိုးစစ်ဆင်လာခဲ့ကြောင်းဒေသသတင်းများအရသိရပါသည်။တော်လန်ဟီတပ်များကလက်နက်ကြီးဆက်လက်နက်များနဲ့လက်နက်ငယ်များဖြင့်ခုခံတိုက်ခိုက်ခဲ့ပြီးမယ်လေစစ်ကောင်စီရဲ့အထူးကံထိုးစစ်ကြောင် တော်လန်ဤတက်များမှကြီးပါ၃ရွာခန်းကိုစုပ်ပေးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကအတီကန်ဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့ရာတော်လန်ရဲဘော်အချို့ထိခိုက်ကြဆုံးမှုများရှိခဲ့ပြီးတော့တိုက်ပွဲဟာမနက်၉နာရီမှညနေ၃နာရီခန့်အထိပြင်းထန်စွာဖြစ်ပွားခဲ့ကမူတီထန်စွာရွာသွန်းလာချိန်မှာစစ်ကောင်စီကတပြေးလှကျွေးကြရွာ စိတ်သာရွာအရှိချမ်းတို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ညနေ9:00နာရီခန့်မှာလက်နက်ငယ်ပစ်ခတ်မှုများရပ်တန့်သွားခဲ့ပြီးတော့ကား9စီးဖြင့်အင်အားထက်မှန်ဖြည့်တင်းကစိတ်သာရွာရဲ့တောင်ဘက်တောင်ပေါ်မှာအထိုင်ချထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အကြံဖက်စစ်တပ်မှ drone ဖြင့်ပစ်ခတ်မှုကြောင့်မူးမြို့နယ်အတွင်းပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ KNU ကရင်အမျိုးသားစီယုံကော်တူးလီအုပ်ချုပ်မှုနယ်မြေညောင်လေးပင်ခရိုင်မူးမြို့နယ်နဲ့စောတိမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှပြည်သူလူထုများအားပြစ်မှတ်ထားပြီးတော့ဒရုန်းဖြင့်ပစ်ခတ်ခဲ့တဲ့အကြောင်းအပြစ်မဲ့ရဲသားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟုမသတင်းထုတ်ပြန်ထားပါသည်။2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ညနေ9:58မိနစ်အချိန်မှာအာဏာသိမ်းအကြမ်းဖက်စစ်တပ်မှရေလဲကြီးရွာအတွင်ကိုဒရုန်းဖြင့်လာရောက်ပစ်ခတ်ခဲ့တာကြောင့်ကြီးရွာအတွင်နေထိုင်တဲ့ စောကွေးနီ89နှစ်စောဖူးထက်ကိုကို14နှစ်နဲ့နော်ဆဲနေဖောကီ23နှစ်တို့3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကဝါမျိုးနယ်ပကဖာမှပကိုးခရိုင်ပကဖာစစ်ချောင်းအားကြီကဝတ်ဆောင်20မျှဝေပေးခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်။ကဝါမျိုးနယ်ပကဖာမှပကိုးခရိုင်ပကဖာခရိုင်စစ်ချောင်းအားကြီကဝတ်ဆောင်20ကိုမျှဝေသုံးစွဲရန်အနှံပေးခဲ့တယ်လို့ပကိုးခရိုင်ပကဖာကထုတ်ပြန်ထားပါတယ်။ခရိုင်စစ်ချောင်းမှ ရဲဘော်များစစ်မြေပြင်မှာအသက်အန္တရာယ်ထိခိုက်မှုနှေးပါစေရန်ကြီကဝတ်စုံ20နှင့်စစ်ကြောင်းရဲဘော်များအထွတ်လေးကျင့်ရေးပေါင်းမိများကိုအော်တိုဘာလ21ရက်နေ့မှာလှူဒန်းများဝေပေးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဒေသခံများကကုညီထောက်ပံ့တဲ့ပိန်နေသည့်တမော်သည့်တစ်တူသည့်စားရည်စိန်ဟင်းသီးရွက်များနဲ့ငပိတို့ကိုလည်းကဝမ်းမြို့နယ်ပကဖတောင်ဝန်ခံရဲဘော်ကြော်နိုင်နဲ့တာဝန်ရှိသူများကပဲခူးခရင်စစ်ကြောမှုထံပေးအပ်လူဒန်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှက်နဲ့ဗရဲပို့တို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ